ရောက်တော့ဆင်းတဲ့ကြီးကျယ်ခန္ဓာစွာကျိုးဆိုမှုတွေလောက်ကြတယ်။ဘုရားမှုရှိတဲ့တန်ဃာတွေသတင်းသုံးမှုစောစောတွေနေရာကိုရွေးချယ်ထားတာ။ဏိကြောရာဆိုတဲ့တန်ခိဝင်မဲပိုင်တဲ့ဥယျာဉ်ကြီးတစ်ခုအဆောက်ဦးတွေဆောက်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာပြင်ဆင်ပြီးတော့ထားတယ်။ဏိကြောရာတန်ခိဝင်မဲပိုင်တဲ့ဥယျာဉ်မှုဏိကြောရာယုံလို့ခေါ်တယ် နိဂျောတာအာရမအာရမဆိုတာဥယျင်ကိုပြောတာပဲနိဂျောတာတာကေဝင်မင်းပိုင်တဲ့ဥယျင်ချမ်းမြေကြီးထဲမှာဖျားမှုရှိတဲ့တန်ဃာတွေသတင်းသုံးဖို့ဆိုပြီးတော့တဲခုဖို့ဆိုတာဆွေတော်မျိုးတော်တွေကစုပေါင်းပြီးတော့ကြောင်းဆောက်ထားကြတယ်တဲ့မြတ်စွာဘုရားနဲ့ယန္တန်ဃာတွေအဲ့ဒီရောက်တော့တောတော်ရဏမင်းကြီးဥဆောင်ပြီးတော့အားလုံး တာဂွေမင်းနေကြိုကြဆုံကြတယ်တာဂွေမင်းနေဆိုတာပင်ကိုကလည်းအလွန်မာနကြီးတယ်ပေါ့ဖြစ်တယ်ပေါ့မျိုးရိုးနဲ့ပတ်သက်လာလို့ရှင်အမှန်တမ်းမာမာနကြီးတယ်မာမာနကြီးတော့ဘသူကမှဥမညွတ်ချင်ဘူးသူတို့စိတ်ထဲမှာတရင်ကြတယ်၂၉နှစ်အရွယ်က ုံတော်ရဏမင်းကြီးရဲ့သားတော်တိဋ္ဌထတောထွက်သွားတယ်။တော်တယ်မှာတရားကျင့်ပြီး ခုထူးခြားတဲ့တရားဓမ္မတွေသိလို့လောကအလယ်မှာအင်မတန်ထင်ရှားကြော်ကြားပြီးတရားဓမ္မဟောပြောနေတဲ့ထူးခြားတဲ့သူတော်စင်သူတော်မြတ်ဖြစ်နေတယ်ဆိုတာသူတို့လည်းသတင်းကြားတာပဲ။သို့တော်မြတ်စွာဘုရားကြွလာတဲ့အခါမှာငကိုတော့က နန်းတော်မှာနေသွားတဲ့တိဋ္ဌထမင်းသားအနေနဲ့ပဲသူတို့မြင်ကြတယ်။မြင်ပြီးတော့တိဋ္ဌထမင်းသားဟာတို့တဲ့အသက်ငယ်တယ်။အဲဒီခေတ်ကလည်းထုံးစံကအသက်ကြီးတဲ့ပုဂ္ဂိုလ်ကလေစာမှုကိုခံရပြီးအသက်ငယ်တဲ့ပုဂ္ဂိုလ်ကယူသိပေးရတာဟုတ်ဒါထုံးစံဖြစ်။အသက်အရွယ်လိုက်ယူသိလေစာမှုပြုကြ။အဲ့တော့တိဋ္ဌထမင်းသားကဒုတူ တို့ညီတို့မီးဆိုပြီးတော့တာကဝင်းမင်းနေဟာသက်ရွယ်ကြီးတဲ့တာကဝင်းမင်းနေကလေးစားသမှုမပြုတ်ဘူးသို့တော့အဝေးကပြန်လာတဲ့ဆွေတော်မျိုးတော်အနေနဲ့တော့ကြိုးဆိုတဲ့ပွဲမှာလိုက်လာကြတယ်မင်းသားငယ်တွေမင်းသမီးငယ်တွေကိုရှေ့ထားပြီးတော့သူကတော့နောက်ကနေလိုက်လာကြတယ်ဖះနဲ့ဆုံတွေ့တဲ့အခါမှာလည်းပဲမြတ်စွာဘုရားကို ဘောင်းတောင်းလုပ်ပြီးရှ िख ိုးဥချခြင်းမလုပ်ဘူးဒီတိုင်းပဲနောက်ကနေထိုင်နေကြတယ်ပေါ့မင်းသားငယ်တွေကသာဖះကိုရှ िख ိုးဥချကြရတယ်တရတမင်းသားဖះတဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေကသာရှ िख ိုးဥချပြီကြံတဲ့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကဘူးမှရှ िख ခိုးအဲ့လိုရှ िख ခိုးပြီမဲ့လာရောက်ကြိုးဆိုကြတဲ့ပုဂ္ဂိုလ်တွေတိုင်းကဝင်းမင်းနေရဲ့ မမနာကိုမြတ်စွာဘုရားကလည်းသိတယ်။သိတာကြောင့်မို့လို့အလွန်အံ့ဩဝယ်ကောင်းတဲ့အစွမ်းတကူကို ပြမှတိုင်ခွေမင်းနေရဲ့မမနာကိုချနိုင်မယ်လို့ဆိုတာသိလို့မြတ်စွာဘုရားဟာတိုင်ခွေမင်းနေနဲ့ပထမဆုံးဆုံတွေ့တဲ့အချိန်မှာတိုင်ခွေနေကိုအစွမ်းတတိပြတဲ့အနေနဲ့သူရထားတဲ့တရားသူတရားမြတ်ရဲ့စွမ်းရည်တတိတွေကိုထုတ်ပေါ်တဲ့အနေနဲ့ ရေမီအစုံလို့ခေါ်တယ်ယမကဗျာဒိဟာယမကဆိုတာအစုံလို့ပြောတာဘာအစုံလဲလို့ဆိုရေရောမီရောနှစ်ခုစလုံးဆန့်ကျင်မဲ့ရေနဲ့မီဆိုတာဆန့်ကျင်မဲ့အဲ့ဒီဆန့်ကျင်မဲ့နှစ်ခုဒပြိုင်နဲ့လှုပ်ပြတာအစုံလိုက်လှုပ်ပြလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးလေယာမျက်လုံးတော်က မိလျံနေထွက်တဲ့အချိန်မှာလက်ဝဲမျက်လုံးတော့ဟာရေလျံနေထွက်တယ်လက်ရနားတော်ကမိလျံထွက်နေတဲ့အချိန်မှာလက်ဝဲနားပေါက်ကရေလျံနေထွက်တယ်ဆိုတော့ခန္ဓာကိုယ်ကရေစုံမီးစုံကြည့်တဲ့ပုံကိုယ်တွေဟာရောင်ကြီးတော်ခြားကနေပြီးတော့ရေမီးတွေအစုံဖြစ်ပေါ်လာတာအဲ့ဒီထူးခြားအံ့ဩဖွယ်ကောင်းတဲ့အစွမ်းတကူတွေကိုပြသတာကို ယမိုက်ပြာတိဟာယမကရေမီးအစုံတကိုးပြာတိဟာပြတယ်လို့ဒီလိုပြောတာရေဖြစ်ဖို့ရာအတွက်အာဘောကတိုင်းကိုဝင်စားပြီးတော့မှ ရေကိုအရင်ပတ်ထုတ်မီးဖြစ်ဖို့ရာအတွက်တေဇောကတိုင်းကိုဝင်စားပြီးတော့မှမီးအလျံတွေကိုလွှတ်ရအဲ့တော့တစ်ခုနဲ့တစ်ခုဟာခြားနာမှုရှိတယ်အဲ့လိုခြားနာမှုရှိပြီမလို့ ကြည့်တဲ့ပုံကိုကြတော့တပြိုင်နဲ့လို့ဖြစ်နေတယ်။ဘာလို့တပြိုင်နဲ့လို့ဖြစ်တယ်လဲဆိုရင်အလွန်မြန်လွန်အကြည့်လို့ဖြစ်တာ။ဗမာပြည်ကလူတွေခဏခဏဘာသာရေးခန္ဓာတွေမှာကြားကြတယ်မဟုတ်လား။ဆိုကြတယ်လေထူးမခြားနာဆိုတာ။အဲ့ဒီထူးမခြားနာဆိုတာကြီးကိုလူတွေကထူးမခြားနာဆိုတာကြီးကမထူးပါဘူးကွာလို့ပြောတဲ့အထိပယ်မျိုးယူ။ ဆိုလိုတဲ့အဓိပ္ပာယ်ကတခြင်းဆိုတာဒီတစ်ခါသေချာနားထောင်ကြည့် to ဆိုတာလေးကိုဆွဲပြီးတော့ဆိုတယ်ပြီးတော့မှမချာနာအရင်ထဲမှာပြောရင်တော့ to မချာနာ to မချာနာဆိုတာမ to ပါဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောမဟုတ်ဘူး to ဆိုတာအမ္မတမ to ဆန်းနေမချာနာဆိုတာရေဖြစ်တဲ့အချိန်နဲ့ ရေလျံတွေပန်းထွက်ရေတွေပန်းထွက်နေတဲ့ရေရင်တွေပန်းထွက်နေတဲ့အချိန်နဲ့မိလျံတွေပန်းထွက်နေတဲ့ဒီအချိန်နှစ်ခုဟာကွဲပြားခြားနားမှု မထင်မှုတပြိုင်နက်လို့ဖြစ်နေတယ်လို့ဒီအသေးပဲကိုရည်ညွှန်းပြီးတော့ထူးတယ်သို့တော့မခြားနားဘူးလို့ဒီလိုပြောတာနော်ထူးတယ်မခြားနားဘူးလို့တခြားအသေးပဲလည်းပြောရင်ပြောကြမှာပေါ့တဘာဝကဒါကိုဆွလို့တာနော် ဒါကြောင့်မို့ဒီတစ်ခါသချင်းဆိုတဲ့ကြာရင်တေချာနားထောင်ကြည့်ပေါ့သူဆိုတာလေးကိုဆွဲပြီးတော့မှ မချာနာမိရေစုံသားတယ်လို့မဟုတ်လားအဲ့ဒီလိုတကိုးပြာဒီဟာကိုပြရတာအဲ့ဒီလိုတကိုးပြာဒီဟာ ပြပြီးတော့အစွမ်းတတိတွေပြလိုက်တဲ့အခါကျမှဆွေတော်မျိုးတော်တွေဟာမျက်လုံးကြီးတွေပြူးလာပြီးတန်အံ့တော်အောနဲ့ အဲ့ဒီကြတော့မှရှ िख ိုးကြတာတဲ့သုတ္တရဏမင်းကြီးကိုယ်တိုင်ကစပြီးတော့တအံတော်ဖြစ်ပြီးရှ िख ိုးဥတိုက်လိုက်တဲ့အခါမှာဂျန်နဲ့ပုဂ္ဂိုလ်တွေကလည်းမနေနိုင်တော့အလုံးရှ िख ိုးပြီးတိုင်ကဝင်မင်းနေဟာမမနာကြသွားတယ်လို့ဒီလိုဆိုတာတခါတလေကျတော့အစွမ်းတတိဆိုတာမပြရင်မသိဘူးတဲ့ဒီအစွမ်းတတိကိုပြရတဲ့အခါမှာပြရတယ် ပြတဲ့နဲ့အခါမှာပြမပြလို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကမသိကြဘူးဒါကြောင့်မို့မြတ်စွာဘုရားကအစွမ်းတတ္တိတွေကိုထုတ်ပြီးတော့တကောပြာတွေဟာပြတယ်လို့ဆိုတာအဲ့လိုပြလိုက်တဲ့အခါကျတော့မှဆွေတော်မျိုးတွေဟာဥညွတ်ကြတယ်တင့်တော်တဲ့တရားဓမ္မကိုဟောပြီးဆွေတွေမျိုးတွေအသိဉာဏ်ကိုရစေပြီး မြတ်စွာဘုရားသခင်ကိုရမြတ်တရားဝဲပြီးဆုံးတဲ့အခါမှာဘယ်ဆွေမျိုးကမှဆွန်စားဖိတ်ပြီးတော့မသွားကြဘူးဒီတိုင်းပြန်သွားကြတယ်ကပိလဝံမြို့အရောက်မှာဘသူကမှတပည့်တော်တို့နောက်ချိန်ကဆွန်ပို့ပါမယ်လို့လည်းမပြောဘူးအိမ်ကြွပြီးတော့ဆွန်ဖုံးမေးပါလို့လည်းဘသူကမှမပြောဘူးခမည်းတော်မင်းတရားကြီးကလည်းဖိတ်မသွားဘူး ချိန်တန်တော့အကုန်လုံးအိမ်ပြန်သွားကြတယ်ရဟန္တာငါးကြီးပဲကြောင်းကြတယ်